ကပြောတဲ့ vocational license ပေါ့နော်ဒီလိုမျိုး bus ကိုမောင်းဖို့ vocational license ဖြည့်ရတာပေါ့နော်အဲ့ vocational license ဖြည့်တဲ့အခါမှာကြိုးစဉ်တစ်ခါတန်းအောင်လာလားဒါမှမဟုတ်နှစ်ခါသုံးခါကြားတဲ့သူတွေရောရှိကြလားအာကျွန်တော်ထင်တော့မဖြစ်မနေအောင်လေဗျာအာနှစ်ရက်လားမသိဘူးဗျာစာတွေတော့တင်ရတယ်ဗျာနောက်သုံးရက်မြောက်နေ့မှာဖြည့်တယ်ဗျာအောင်လေဗျာကျွန်တော်ဆိုရင်ဖြည့်တဲ့ချိန်က55မိနစ်လားတနာရီခွဲလားမသိဘူးပြီးနောက်ပိတ်ဆုံးအချိန်ပြည့်ရတဲ့အထိကျွန်တော်တယောက်ပဲကြံတယ်ဗျာအဲဒါပေမဲ့ င်တန်းဆရာကကျွန်တော်ကို CCTV လွတ်တဲ့အောက်ကိုခေါ်ပြီးတော့သူကဒီဟာဒီလိုဖြစ်ဒီဟာဒီလိုဖြစ်အော်လေဗျာအဲ့လိုမျိုးတော့ဗျာအဲ့ဆိုဟိုအင်္ဂလိပ်စာကိုတည့်ပါကိုကလည်း ETV တေချာလိုက်ဖတ်တေချာပေါ်ပြန်ပြီးတော့မှအဲ့လိုမျိုးဖြေရတာဗျာမေကုန်းနေတည့်ရမှာဆယ်လိုက်လို့ဆိုမေကုန်းနေဖဲ့ထားတာကြီးပါရှိရဗျာဒါပေမဲ့တေချာပါလေမဖြစ်မနေအောင်းနေဗျာအောင်းပေးဒါဆိုဘတ်ဗိုကေရှင်နယ်လိုင်စင်ရှောက်တဲ့သူမှန်ဗျာအောင်းတဲ့ပုံစံပေါ့နော်အောင်းနေအောင်းနေတရားမှာ ျွန်တော်ထင်တယ်ဗျာ60လောက်တော့အောင်လိမ့်မယ်ထင်တယ်ဗျာ60 60ကျော်ပါပဲရှိဘာလို့လဲဆိုတော့စာပဲလေစာစာစာပဲ room and regulation ကျောင်းသားတွေဘလို့တက်ခဲလို့ရမယ်လမ်းမှာဘလို့မောင်းရမယ်ဘတ်စလိမောင်းလို့ရလားမရဘူးလားအာဘလို့ပြောလို့ဘတ်စလိမှာအဓိကရက်မယ်ဆိုရင်အာ public bus တွေကိုအနောက်ဆက်မှာဖြစ်စင်တယ်ဒီဒီ bus ကရူပါ regulation ကိုကျွန်တော်တင်ရတာဆိုတော့အဲ့တော့ဒီ vocational ကခက်တဲ့ထဲမှာတော့ပါ